အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Sunday Tartar Share Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီကနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ Steel Wire Rope Part 3တန်ကြိုများကြောင်း အပိုင်း3ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာ what is rotation rotation ဆိုတာဘာလဲ rotation resistant နဲ့ non rotation rope အကြောင်း what is grade grade ဆိုတာဘာလဲကျွန်တော်ဒါတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် what is rotation rotation ဆိုတာဘာလဲပေါ့နော် rotation ဆိုတာတဲ့ wire rope ပေါ်မှာကျွန်တော်တို့ loop ချိန်လိုက်လို့ရှိရင် loop တစ်ခုပေးလိုက်လို့ရှိရင် wire rope တိုင်းဒီ torque ဖြစ်ပေါ်ပါတယ်တဲ့အဲ wire rope ရဲ့ internal ထဲမှာ torque ဖြစ်ပေါ်တယ်အဲ torque ကြောင့်ပဲသူဒီနံပါတ်1ချက်သူကသူပြန်ပြည်နိုင်စွမ်းရှိတယ်ပေါ့နော် wire rope ဒီသူကသူပြန်ပြည်နိုင်စွမ်းရှိတယ်ဘလို့ချင်းနေမျိုးမှာလဲဆိုလို့ရှိရင်သူတို့ရဲ့အနာသားနှစ်ဖက်တွေကိုတည်တည်ချာချာ အာ secure မလုပ်ထားတဲ့အခါကြလို့ရှိလို့ရှင်ပြန်ပြီးနိုင်ခြေရှိပါတယ်တဲ့နံပါတ်2ချက်ကတော့ဘာဖြစ်နိုင်လဲဆိုလို့ရှိရင်ညာဘက်ကပုံမှာပြထားတဲ့အတိုင်းပဲ moving block ဒီအာသူ့ဝါယာကြိုးအတိုင်းလိမ်သွားတာပါ twisted ဖြစ်သွားတာပါဒီလိုမျိုးပေါ့နော်ညာဘက်ကပြထားတဲ့ပုံတိုင်းကိုဒီမှာကြိုးတွေလိမ်သွားတာကိုပြောတာဖြစ်ပါတယ်အဲ့လိုမျိုးတွေဖြစ်နိုင်ပါတယ်ပေါ့နော် rotation ဆိုတာဒါကိုခေါ်တာပါတဲ့ ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင် rotation မဖြစ်အောင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲပေါ့နော် rotation မဖြစ်အောင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆိုလို့ရှိရင်ကျွန်တော်တို့ rotation resistant ဒါမှမဟုတ် non rotation rope တွေကိုသုံးရမှာဖြစ်ပါတယ်ကျွန်တော်တို့ရိုးရိုးတာမန် rope တွေအားဆိုလို့ရှိရင် inner layer နဲ့ outer layer ဒီ direction တစ်ခုတည်းဒါမှမဟုတ်တူညီတဲ့ direction တစ်ခုတည်းကိုကြည့်ထားတာပါဆိုလိုတာကတော့ င်းနာလီယာသည် right hand လေးဖြစ်လို့ရှိရင်လည်းအောက်တာလီယာသည် right hand လေးဖြစ်ပါတယ်အင်းနာလီယာသည် left hand လေးဖြစ်လို့ရှိလို့ရှိရင်အောက်တာလီယာသည်လည်း left hand လေးဖြစ်ပါတယ် rope rotation အဲ rotation resistant rope တွေနဲ့ non rotation တွေကတော့မတူပါဘူးသူတို့သူတို့ရဲ့ကွဲပြားခြားနာပုံကတော့အင်းနာလီယာနဲ့အောက်တာလီယာသည်ကျစ်ထားတဲ့တိုင်ရှင်ချင်းမတူပါဘူးအင်းနာလီယာဒီ right hand လေးနဲ့ကြည့်လို့ရှိရင်အောက်တာလီယာဒီ left hand လေးနဲ့ကြည့်ပါကြည့်ပါလေ အဲကျွန်တော်တို့အဲ့ဒါကိုဘယ်ဘက်မှာညာဘက်မှာပြထားတဲ့ပုံမှာတည်တည်ရှိရှိတွေ့ရပါတယ်ဒီ net rotation နဲ့ rotation resistance တို့တွေကို category 3ခုခွဲထားပါတယ် class 1 class 2နဲ့ class 3ပေါ့နော်အဲ့ထဲမှာ class 1ဒီအကောင်းဆုံးဖြစ်ပါတယ် net rotation သူမှာ3 layer ပါပါတယ်ကျန်တဲ့ class 2နဲ့ class 3မှာတော့2 layer layer နှစ်ခုပဲပါပါတယ်ပြီးတော့တခြားသူတို့မှာကွဲပြားခြားနား ချက်ရှိတာကတော့သူတို့ရဲ့ strength power ဖွဲ့စည်းတဲ့အရေးအတွက်ပဲဖြစ်ပါတယ်။ class 1မှာတော့14 wire နဲ့အထပ်ပါပြီ။ channel wire တွေကတော့အာ7 11 to 13 8 to 8 to 10အဲအသီးသီးဖြစ်ပါတယ်အောက်ကကျွန်တော်တို့ဒီဒီ 3D ပုံကိုကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီအောက်က 3D ပုံကိုကြည့်မယ်ဆိုလို့ရှိရင်ဒါကတော့မြင်သာထင်သာအောင်အာသူတို့ကဟိုဖြတ်ပြထားတာပေါ့နော် ောက်တာလီယာသည် right လေးနဲ့ဖြစ်ပြီးတော့အင်းလာလီယာသည် left hand လေးနဲ့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ2 layer နဲ့3 layer မှာလဲ quarter ချက်လေးတွေရှိပါတယ်ပေါ့2 layer မှာဆိုလို့ရှိရင်သူ့ရဲ့ breaking strength သည်75 to အမ် sorry အ uh, 55 to 75% tv deploy လုပ်ပါတယ်တဲ့3 layer မှာဆိုလို့ရှိလို့ရှိရင်တော့100% tv deploy လုပ်ပါတယ်ဆိုတော့ပို့ပြီးတော့ကောင်းတာပေါ့နော် ညာဘက်ကပုံမှာကျတော့ကျွန်တော်ပြထားတဲ့ဟာကဒါဘုဒ္ဓတအနေနဲ့ပြထားတာဖြစ်ပါတယ်အကယ်၍ဒါ rotation resistant rope တော့မဟုတ် non rotation rope တာမဟုတ်ခဲ့ရင်ရိုးရိုးတာမန် rope တချောင်းကိုဖြတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ season အနေနဲ့ဒီ season wire တွေနဲ့တုတ်ပြီးတော့ဒီလိုဖြတ်ချလိုက်ရမှာဖြစ်ပါတယ် ဒီလိုစီစဉ်ဝါယာတွေနဲ့တုတ်ပြီးတော့အလဲအနေပြီးတော့ဘယ်လဲတုတ်တယ်ညာလဲတုတ်တယ်ဖြတ်ချရမှာဖြစ်ပါအကယ်၍ဒါပေါ့နော်ကျွန်တော်တို့ non rotation သို့မဟုတ် rotation resistant rope တွေဆိုလို့ရှိရင်ဒီတိုင်းဖြတ်ချပါပြီမထွက်ပါဘူးဒီတိုင်းဖြတ်ချလိုက်ပါပြီမထွက်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့အတွင်းမှာရှိတဲ့ internal force အ internal torque တွေကဘယ်ရင်းနဲ့ညာရဲ့ဖြစ်ပြီးတော့အချင်းချင်း ခြေဖြတ်သွားတဲ့အတွက်ကြောင့်မလို့သူတို့ဒီ0ဖြစ်သွားပါတယ်အဲဒါကြောင့်မလို့ဖြတ်လိုက်တဲ့အခါမှာသူတို့ရဲ့ torque ဒီခြေဖြတ်ပြီးတော့0ဖြစ်သွားတဲ့အကြောင်းမလို့အဲ့လိုမျိုးပြီးထွက်တာမျိုးမျိုးမရှိပါဘူးအဲအဲ့လိုမျိုး non rotation တို့မဟုတ် rotation resistant rope အမျိုးအစားမဟုတ်လို့ရှိရင်တော့ပြီးပါတယ်အာ uh, now slice တခုကတော့ what is great ပါ great ဆိုတာဘာလဲပေါ့နော် ဲ grace ဆိုတာတတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်ပေါ့နော်ဟို breaking force ရဲ့ requirement လိုအပ်ချက်ကြောင့်ဖြစ်လာတဲ့အဲ level တစ်ခုပေါ့နော်တတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီဘက်ညာဘက်ကအာဒီဇာတ်လေးကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ road grade ဆိုပြီးရေးထားရှိပါတယ် road grade မှာ IPS EIPS EEIPS အောက်မှာဆိုလို့ရှိရင်1170 1900 2100ရှိပါတယ်ဒါသူ့ရဲ့ category ပေါ့နော် road grade ရဲ့ category ဖြစ်ပါတယ် wire tension သူ့ရဲ့ road grade ကိုဘယ်ပုံမှန်မူတည်ပြီးတော့သတ်မှတ်တယ်လဲဆိုလို့ရှိရင် wire tension strength ဖြစ်ပါတယ် wire tension strength ဘယ်လောက်ရှိတယ်ဆိုတဲ့ပုံမှန်မူတည်ပြီးတော့ဒီ road grade ကိုသတ်မှတ်တာဖြစ်ပါတယ်အဲ့တော့အပေါ်က IPS ကိုကြည့်မယ်ဆိုလို့ရှိရင်1903ညာကနေပြီးတော့1963ညာအထိရှိရမယ် ဒုတိယတစ်ခုမှာဆိုလို့ရှိလို့ရှင်1003ကနေပြီးတော့2169အတွင်းရှိရအဲ့ဒါဆို EIPS လို့သတ်မှတ်လို့ရတတိယတစ်ခုမှာကြည့်လို့ရှင်လည်း1960ကနေပြီးတော့2160အထိရှိရမယ်အဲ့ဒါဆို EIPS လို့သတ်မှတ်တယ်ဒီအပေါ်က wire tension strength ဒီရဲ့ number အတိုင်းပဲအောက်မှာလည်းအောက်မှာလည်းဒီအတိုင်းဖော်ပြထားတာဖြစ်ပါတယ်1903ကနေ 1963ညာသတ်မှတ်တယ်1103ညာနေရော1163ညာကိုတတ်မှတ်တယ်1963ညာနေရော1176ကိုတတ်မှတ်တယ်ဒါဆိုလို့ရှိလို့ရှိရင်အပေါ်ဒုတိယပထမ group စာနဲ့ရေးထားတဲ့ group နဲ့ number နဲ့ရေးထားတဲ့ group ကဘာတော့ဘာกว่าတလဲပေါ့နော်သူကဘာกว่าလဲဆိုလို့ရှိလို့ရှိရင်တဲ့ number နဲ့ရေးထားတဲ့ဟာဒီ European standard ဖြစ်ပါတယ်တဲ့1103ညာ1963ညာ1163ညာဒီ European standard ဖြစ်ပါတယ်အပေါ်ကစာနဲ့ရေးထားတာဒီ American standard ဖြစ်ပါတယ်တဲ့အဲ့လိုမျိုး꽈ချပါတယ်ဗောနော်ဟုတ်ကဲ့ကျွန်တော်တို့ညာဘက်ကပြထားတဲ့ပုံလေးကိုတစ်ချက်ကြည့်လိုက်ပါနော်ဒီညာဘက်ကပြထားတဲ့ပုံလေးက same construction same group ကိုမှသူက grade နှစ်ခုခွဲထားတာပါ same group same construction different grade ဖြစ်ပါတယ်1963ညာနဲ့1163ညာဆိုပြီးနှစ်မျိုးခွဲထားတာပါအဲ့လိုခွဲလိုက်ခြင်းအပြင်ဘာဖြစ်သွားလဲဆိုလို့ရှိရင်သူရဲ့ အကုန်တတိဖြစ်တဲ့အဲ minimal breaking force ပေါ့နော် minimal breaking force တန်ဖိုးတွေကွဲလဲသွားပါတယ် for example ဥမာဆိုရမယ်ဆိုလို့ရှိရင်19 mm wire rope diameter ပေါ့နော်19 mm diameter wire rope ကိုကြည့်မယ်ဟိဆိုလို့ရှိရင်1960မှာရှိရဲ့သူ့ရဲ့ MBA သည်35.9တန်ဖြစ်ပါတယ် အဲ့ဒါကို21 great 2160မှာသွားကြည့်မယ်ဆိုလို့ရှိရင်တော့37 by 4ဖြစ်ပါတယ်အဲ့တော့သူ့ရဲ့မှာပိုင်ဆိုင်တဲ့ minimal breaking force တန်ဖိုးခြင်းမတူတော့ပါဘူးဟုတ်ကဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာတင်ရနာလိုက်ပါတယ်ကြည့်ရှုသူများအားလုံးကိုကျေးဇူးတင်ပါတယ် thank you for watching ပါနောက်တဲ့ဗီဒီယိုတစ်ခုမှပြန်လည်ဆုံတွေ့ပါမယ် bye bye